ပေတရုဩဝါဒစာမှာနှစ်ဆောင်ရှိတယ်ဗောနော်ဆိုပေတရုဩဝါဒစာနှစ်ဆောင်မှာအထူးသဖြင့်အာကျွန်တော်တို့ဒီရှစ်ခန်းမှာဘုရားသခင်ရဲ့စီမံကိန်းဗောနော်စီမံကိုကြွယ်ကြွယ်ဝဝတွေ့ရအရင်တပတ်တုန်းကကျွန်တော်တစ်ပေအခန်းကြီးတစ်ကနေပြီးတော့ကျွန်တော်တို့အထူးသဖြင့်သုံးပါးတပါးဘုရားရဲ့เนาะဖြစ်ခြင်းเนาะဘုရားကခမဲတော်တာတော်တရှင်တော်ဝိညာဉ်တော်ရှိတဲ့အခါမှာ မဲတော်ဟာအထူးသဖြင့်ကျွန်တော်တို့ကိုရွေးချယ်ပြီးတော့ကျွန်တော်တို့ကိုအစ်စ်မွေးဖွားခြင်းပေးတယ်။ဒါတော့ဖရားကြတော့ကျွန်တော်တို့ကိုရွေးနှုတ်ကယ်တင်ခြင်းမှုကို ပြုပြီးတော့တရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုတန်ရှင်းစင်ကြယ်စေခြင်းကိုပြုပေးတယ်ဆိုတော့တော့အကြောင်းအရာနဲ့တူတော့ယုံကြည်သူတယောက်အတွက်ရှိရတဲ့တော့ဒီအကြီးအတွေးတွေကိုဒီပေတရုအော်ရာစာထဲမှာကြွကြဲဝဝကျွန်တော်တို့တွေ့ရတယ်။နောက်ဆုံးတရားစီရင်ရုံမကဘူး။ ကျွန်တော်တို့ရဲ့မျောလင့်ရဖြစ်တဲ့ထာဝရကာလဖြစ်တဲ့ကောင်းကင်တင့်မြေကြီးတဲ့ဟာเนาะကျွန်တော်တို့ယုံကြည်သူတွေအတွက်မျောလင့်စရာဖြစ်တယ်ဆိုတာကိုเนาะအထူးတစ်ဖြင့်ကြွယ်ဝဆိုတာတွေ့ရတယ်เนาะနောက်ဆုံးကျွန်တော်တို့ကိုပြစ်တင်ဆွန့်ဆွဲတယ်ကျွန်တော်တို့ကိုရဲ့ရန်တူရောရန်ဖက်ဖြစ်တဲ့စာတန်ရဲ့เนาะအဆုံးခရီးငရဲကိုလည်းဒီပေတရုဩဝါဒစာထဲမှာပဲတွေ့ရတယ်အာမင်ဆိုတော့ဒီတပတ်မှာအထူးတစ်ဖြင့် เนาะဒီတစ်ပေအခန်းကြီးနဲ့အခန်းငယ်တစ်ကတ်နဲ့ငါးမှာရှိတဲ့အကြောင်းအရာနဲ့ငယ်လေးကိုပဲကျွန်တော်ဝင်ငါချင်တာဖြစ်ပါတယ်เนาะဒီအထုတစ်ဖြစ်နှုတ်ကပတ်တော်เนาะဒီနှုတ်မှကြောက်ပေါ့เนาะနှုတ်ဒီကျွန်တော်တို့တောက်တုံရတဲ့နှုတ်အဖြစ်ကနေတီဆောက်ရတဲ့ကြောက်အဖြစ်ဘုရားသခင်ကเนาะဘယ်လိုကျွန်တော်တို့ကိုဘယ်လိုပြုပြင်တီဆောက်နေလဲဆိုတာကို တစ်ပေအခန်းကြီးနဲ့အခန်းငယ်တစ်ကနဲ့ငားမှာရှိတဲ့အကြောင်းအရာအဖြစ်အနေငယ်ဝင်ကစီစဉ်ချင်တာဖြစ်တယ်အဲဒီတော့ဒီမှာကြည့်တဲ့အခါမှာတစ်ပေအခန်းကြီးနဲ့အခန်းငယ်တစ်ကိုဖွင့်လိုက်တဲ့အခါမှာတော့ဘာအရင်ဆုံးတွေ့ရလဲဆိုတော့အပြစ်နဲ့ပြေဝတဲ့အကြောင်းအရာငားမျိုးကိုအရင်ဆုံးတွေ့ရဆိုတော့တော့ဒီတစ်ပေအခန်းကြီးနဲ့ဆက်ဖွင့်လိုက်တာနဲ့ဘာကိုအရင်ဆုံးတွေ့ရလဲဆိုတော့အပြစ်နဲ့ပြေဝတဲ့အကြောင်းအရာငားခုနဲ့သူအစာပြုထားတာတွေ့ရတယ် ဆိုတော့ဒီမှာကြည့်တဲ့အခါမှာနော်နံပါတ်1ကဘာလဲဆိုတော့ယံညူးဖွဲ့ခြင်းတဲ့နံပါတ်2ကလက်ဖြားခြင်းနံပါတ်3ကလက်ဝက်ခြင်းနံပါတ်4ကမနာလိုခြင်းနံပါတ်5ကကဲ့ရဲ့ခြင်းဆိုတော့ဥပမာ အပင်တပင်နဲ့ပြမယ်ဆိုရင် အပင်ကမြေထဲမှာအမြင့်တွေ့တယ်အဲတော့အမြင့်ကနေပြီးတော့အပင်ပေါ်လာတယ်အပင်ကနေအရွက်အရွက်ကနေအသီးပေါ့နော်အဲတော့ဒီထဲမှာကြည့်ရင်တော့အမြင့် နော်သူ့ရဲ့အရင်အမြင့်အပြစ်ရဲ့အရင်အမြင့်ကဘာလဲဆိုတော့ရံညိုဖွဲ့ခြင်းကနေပြီးတော့အမြင့်တွေတဲ့အရာကနော်အထူးသဖြင့်နော်လက်ဖျားလာတယ်လက်ဝက်လာတယ်မနာလိုခြင်းဆိုတဲ့အပင်တဘောတဘာဝကိုတွေ့ရပြီးတော့နောက်ဆုံးဒီအပင်ရဲ့ထင်ရှားခြင်းဖြစ်တဲ့အတီးကကဲ့ရဲ့ခြင်းဖြစ်လာတယ်ဆိုတာကိုတွေ့ရအဲ့တော့ကျွန်တော်တို့ကလူတွေကိုအယံစားလို့ရှိရင်လူတွေအကြောင်းအယံစဉ်းစားရင်ကဲ့ရဲ့ခြင်းဖြစ်လာတယ် အာဒီလူရဲ့အားနဲ့ချက်ဒီလူနဲ့တူတူနေတာကြာလာတဲ့အခါမှာ သူ့ရဲ့အကြောင်းတွေသူ့ကိုပို့ပြီးတော့နော်အာယုံစိုက်လာတဲ့အခါ focus ပြုလာတဲ့အခါမှာသူ့ရဲ့အားနဲ့ချက်တွေတွေ့လာတော့ကဲ့ရဲ့လာနော်သူများကိုပြောရင်လည်းသူအတင်းပဲမပါရင်မပြီးတော့ဘူးဖြစ်သွားတာနော်အဲ့တော့ယနေ့ကျွန်တော်တို့အာကျွန်တော်တို့ရဲ့အတ္တကြထဲမှာကိုယ့်ရဲ့အတ္တကြကိုပြန်ပြီးတော့ဆင်ခြင်ဖို့ဖြစ်တယ်ဒါဆိုရင်ကိုယ့်ရဲ့အပင်ဟာနော်ဒီ ကဲ့ရဲ့ခြင်းတွေနဲ့အတီးအပွင့်တွေရှိနေပြီလို့ပြောရင်ဒါကိုဟာလူကိုလိုက်ပြီးတော့အာယုံပြုတ်နေတယ်လူကိုဘို့ဟိုပြုတ်နေတယ်ဆိုတာကို နားလည်ဖို့အတွက်ဖြစ်တယ်ဒါကြောင့်တော့ကျွန်တော်တို့ဒီပေတရုဩဝါဒစာထဲမှာအထူးသဖြင့်အတင်းတော်ကိုဆုံးမတွင်တင်တဲ့အခါမှာအယံနဲ့เนาะအာအယံနဲ့တန်ဖိုးရှိတယ်ဒါပေမဲ့ပေတရုဩဝါဒစာကြည့်တဲ့အခါမှာသူဟာအတင်းတော်စီကိုဓာတ်ရိုက်အနေနဲ့သူရေးပို့တာတော့မဟုတ်ပေမဲ့เนาะအထူးသဖြင့် နော်ဒီနေ့အတင်းတော်နော်တကယ်အမှုတော်ဆောင်တွေနော်မကောက်ဘူးယုံကြည်သူတွေစီကိုနော်သူရေးသားပေးပို့ခြင်းကိုကြည်ချင်းအဖြစ်တကယ်ပဲဒီပေထရုဩဝါဒစာကိုလက်ခံရရှိတဲ့လူတွေဟာအတင်းတော်အသက်ကြာမှာတကယ်အသက်ရှင်နေတဲ့သူတွေဖြစ်တယ်ဆိုတာကိုတော့မြင်လို့မရဘူး။ဒါကြောင့်ယနေ့ကျွန်တော်တို့ဒီမှာရောက်လာတဲ့သူအယောက်ချင်းစီတိုင်းအတွက်တကယ်တန်ဖိုးရှိတဲ့နော်နှုတ်ကပတ်တော်ဝင်ငါချက်ဖြစ်တဲ့ဒီပေထရုဩဝါဒစာအဖြစ်ပေါ့နော်။ အဲ့ဒီတော့ဒီအရာတွေကိုကင်းရှင်းသွားဖို့နော်အဲ့ကျမ်းစာထဲမှာပြောတယ်လက်ဖြားချင်းနဲ့ကင်းနဲ့နော်ဒီဒီအပြစ်ပြေဝချင်းအကြောင်းအရာငါးမျိုးနဲ့ကင်းစင်ဖို့အတွက်တဲ့သူကဘာလောက်ခိုင်းလဲဆိုတော့နုကပတ်တော်နုဆိုတာကိုဒီတစ်ပေအခန်းကြီးနဲ့အခန်းငယ်နဲ့မှာဆက်ပြီးတော့ဖော်ပြထားတယ်အဲ့တော့အဲ့ဒီမှာနုနုကပတ်တော်နုနော်ဖွာစတော်သူငယ်လို့ပဲဘာလို့ဘာဖြစ်ဖို့လို့လဲ နော်သူကအလွန်လိုချင်သောဆန္ဒအလွန်တောင့်တတဲ့အရာဖြစ်ဖို့ရန်အတွက်တိုက်တွန်းထားတာဖြစ်တယ်။အဲ့တော့နော်နှုတ်ကပတ်တော်နှုတ်ဟာနော်ကျွန်တော်တို့ရဲ့အသွင်းဖြစ်ခြင်းအသွင်းပိုင်းဆိုင်ရာကိုအထူးသဖြင့်နော်အားဖြစ်စေဥပမာဟုတ်ကနကအသွင်းပိုင်းဆိုင်ရာလို့ပြောရင်မမြင်ရဘူးလေနော်။မြေကြီးရဲ့အောက်ပိုင်းမှာတစ်ပင်ရဲ့အမြင့်ရှိတဲ့အခါမှာသူကမမြင်ရဘူး။ အဲ့တော့အခုလည်းဒီလိုပဲကျွန်တော်တို့လူကိုကြည့်ရင်အပြင်ပန်းအနေနဲ့ကြည့်လို့မရအောင်အတွင်ပိုင်းဆိုင်ရာနဲ့ကြည့်ရအပြင်ပန်းအနေနဲ့ကြည့်ရင်အိုးဒီလူကအရန်ယူသားတယ်ရန်ဖြောက်မှတ်တယ်အရန်မှန်ကန်တယ်လို့ကျွန်တော်တို့အဲ့ဒီအပြင်ပန်းဆိုင်ရာနဲ့ဆုံးဖြတ်လို့မရအောင်အဲ့ဒီအပြင်ပန်းဆိုင်ရာကဖရားရဲ့အိမ်တော်အိမ်တော်ဆောက်လို့မရအောင်သူကဘာနဲ့ဥပမာပြလဲဆိုတော့ဥပမာကြောက်တလုံးကတဲ့သူကလုံးနေတယ်လုံးချောဖြစ်နေလုံးချောဖြစ်နေတဲ့အခါမှာသူ့ကိုလိုက်ပြီးတော့ ဒီအဆောက်ဆောက်တဲ့အခါမှာသူ့ကိုလိုက်ထည့်ဖို့အရန်ခက်ခဲတယ်တဲ့။တော့ဒီလိုပဲတဲ့။အော်မွေးရပါ သူ့ရဲ့စိတ်ရှိခြင်းမွေးရပါ သူ့ရဲ့ကောင်းခြင်း နားလည်ပေးခြင်းကယနေ့အလုံးမဖြစ်ဘူး။အသက်ကြောက်မြတ်နဲ့ပဲဒီဆောက်ရတယ်တဲ့။အသက်ကြောက်မြတ်ကျွန်တော်တို့ဘယ်ချိန်မှအသက်ကြောက်မြတ်ဖြစ်လဲ။ယေရှုခရစ်တော်ကိုမိခဲ့တင်ပိုင်ရှင်ဖြစ်လက်ခံဧဝံဂေလိသင်္ကာကိုကြားပြီးတော့သူတို့ခင်ရဲ့နာမတော်ကိုစခေါ်တဲ့အချိန်ကနေကဲတင်ချင်းစရတဲ့အချိန်ကနေစပြီးတော့အဲ့ဒီအသက်ကိုကျွန်တော်တို့ရရှိတယ် အဲ့ဒီအသက်ရဲ့စိတ်ရှိခြင်းအဲ့ဒီအသက်တရားရဲ့ချစ်ခြင်းအဲ့ဒီအသက်တရားရဲ့เนาะဥဆောင်ခြင်းကပဲစစ်မှန်တဲ့အိမ်တော်တည်ဆောက်ခြင်းကိုဖြစ်စေတယ်ဆိုတာကိုတွေ့ရတယ်။ဒါကြောင့်เนาะယနေ့ကျွန်တော်တို့ရဲ့အတွင်ပိုင်းဆိုင်ရာမှာအဟာရလိုပါတယ်။ဘာကြောင့်လဲဆိုတော့ဟုတ်ကနအပြစ်နဲ့ဆိုင်တဲ့အရာကကဲ့ရဲ့ခြင်းဆိုတာကနှုတ်ကနေကဲ့ရဲ့လာကိုယ့်ရဲ့အမှုအရာမျက်နှာအမှုအရာကမကြိုက်ဘူးဆိုရင်အဲ့ဒါကဲ့ရဲ့ခြင်းဖြစ်လာ ဒါပေမဲ့အဲ့ဒီအရာကသူ့အတွင်းထဲမှာမနာလိုခြင်းသူ့အတွင်းထဲမှာလက်ဝဲခြင်းလက်ဖြားခြင်းရံညိုးဖွဲ့ခြင်းအမြင့်တွယ်နေတဲ့အတွက်ကြောင့်အပြင်းပန်းဆိုင်ရာအမှုအရာကပေါ်လာခြင်းဖြစ်တယ်။ဒါကြောင့်အတွင်းမိုက်ဆိုင်ရာကိုအရင်ဘာလုပ်ရလဲဆိုတော့အားရှိအောင်အဲ့တော့အတွင်းမိုက်ဆိုင်ရာအားရှိဖို့နှုတ်ပတ်တော်ဆိုတဲ့နှုတ်ကိုအလွန်လိုချင်တဲ့အရာဖြစ်ဖို့ရန်အတွက် ပြောထားတယ်။အဲ့တော့ဒီနှုတ်ပတ်တော်နှုတ်ကအတွင်းမိုက်ဆိုင်ရာအထူးသဖြင့်စိတ်ပိုင်းဆိုင်ရာကိုနော်ပို့ပြီးတော့ခိုင်ခန့်စေ နော်ဒီနှုတ်ကပတ်တော်ဟာလက်ဖြားခြင်းနဲ့ဘာဖြစ်စေလဲကင်းစေတဲ့ပဋိစီဝဆေးဖြစ်တယ်ဆေးတောက်ကနော်ဒီဆေးအဲနှုတ်ကပတ်တော်ဟာကျွန်တော်တို့အတွက်ဆေးလည်းဖြစ်တယ်နော်နှုတ်ကပတ်တော်နှုတ်ဟာကျွန်တော်တို့အတွက်ဘာဖြစ်စေလဲဆိုကျွေးမွေးခြင်းလည်းဖြစ်ပါတယ်နော်ကျွန်တော်တို့အကလေးမွေးစားကလေးဆိုရင် သူ့ကိုနှုတ်ပဲမိခင်နှုတ်တမျိုးပဲတိုက်ခိုင်းတယ်။ဟိုနှုတ်မို့တွေလည်းမတိုက်ခိုင်းဘူး၊ရေလည်းမတိုက်ခိုင်းအောင် အဲ့တော့မိခင်တို့တမျိုးထဲပဲလင်းလာကနေ6လတိတိုက်ရပြီးမှသူ့ကိုဖြစ်ဆက်အစာကြွေရခြင်းဖြစ်တယ်နော်အဲ့တော့နော်ဒီဖွာဒီနှုတ်ပတ်တော်နှုတ်ဟာဘာလို့ဖို့လဲဆိုတော့တောက်တုံးဖို့အတွက်လည်းဖြစ်တယ်ဖွာစားတော်သူငယ်လိုပဲအလွန်လိုချင်တဲ့ဆန္ဒရှိဖို့တိုက်တွန်းထားအဲ့တော့နော်မွေးစကလေးနော်မွေးစကလေးကဖွာစကလေးကနော်မွေးလာတာနဲ့သူ့ကိုအနီးနဲ့ထုတ်ပြီးဆေးကြောပြီးအနီးနဲ့ထုတ်ပြီးရင် ချက်ချင်းပဲမိခင်တို့ကိုတိုက်ရအဲ့တော့မိခင်တို့တိုက်တဲ့အခါမှာတော့တခါတလေသူစို့တာကအတန်တော့မိတယ်ပျောက်ပျောက်ဆိုပြီးတော့အဲ့လိုအတန်တော့မိတယ်ဒါဆိုတေချာတယ်ဒီကလေးတယောက်ကတော့ချီထွားဖို့အင်မတန်မှကောင်းသွားပြီစမ်းမကြီးအင်မတန်မှတရောင်မိသွားမှာဖြစ်တယ်เนาะကျွန်တော်တမီးကြီးမွေးတော့ကเนาะကျွန်တော်မွေးခမ်းတဲ့ ठी ဝင်ရတယ်ဝင်ရတဲ့အခါမှာเนาะသူ့ကိုစေကြောပြီးတော့သူ့ကိုနှုတ်တိုက်တယ်เนาะနှုတ်တိုက်တဲ့အခါမှာเนาะသူ့ရဲ့ပါးစပ်ကြီးကိုကြည်တော့လေဖောင်းလိုက်ပင်ဟိုက်ဖောင်းလိုက်ပင်လိုက်နဲ့ နော်နှုတ်ရည်ကလည်းလိုက်တဲ့အခါမှာနော်ဟိုဟာမိုနီဖြစ်တယ်အဲ့ဒါသူ့နဲ့တခန်းတဲ့မွေးခန်းတဲ့မှာနော်မွေးမွေးတဲ့နေရာမှာနော်သူ့ထက်နည်းနည်းအရင်မွေးတဲ့သူတယောက်ကြတော့သူကသူသူဆို့တဲ့အခါကျတော့နှုတ်မလိုက်ဘူးမိခင်တို့ကမိခင်တို့လည်းလိုက်ရသူကအိပ်ပျော်သွားအဲ့ဒါနဲ့ဟာမိုနီမဖြစ်တော့တိတ်မကြောက်နော်သူ့ကိုဟိုးအခန်းတခန်းပြန်ပြောင်းသွားနော်ဖန်ပေါင်းခန်းထဲမှာတက်ထက်ရတယ် ဖမောင်းငန်းတဲ့လက်ထဲလိုက်ရောနောက်ပိုင်းပါမကြိုက်တော့ဘူးမိခင်တို့ထွက်တာနဲ့သူစိုးတာနဲ့မကြိုက်တော့တဲ့အခါမှာနော်နောက်ပိုင်းကာကွယ်ဆေးပြန်ထိုးရတယ်၄လပြည့်ကာကွယ်ဆေး၅လပြည့်၆လပြည့်အဲ့လိုသွားထိုးရတဲ့အခါမှာသူကလေးကပျော့ခွေနေနော်ကျွန်တော်တမီးကနော်ကျွန်တော်ကိုယ်တိုင်ပူသွားပြီးတော့သွားထိုးရတယ်နော်မိခင်ကမသွားနိုင်တဲ့အခါမှာအဲ့တော့ကျွန်တော်ကိုယ်တိုင်ပူသွားတယ်နံပါတ်2အဲ့တော့သူ့ ဖားစားတော့သူငယ်လို့ဒီနှုတ်ကိုအလွန်လိုချင်တောင်းတတဲ့သူက ကြီးလာတဲ့အထိပါဖြစ်လဲဆိုကျမ်းပါနော်သူခိုင်ခန့်ချင်းရှိတယ်လောကရန်တရားနော်ကျမ်းမာချင်းနော်ဒီဒီဖျားနာတဲ့အရာတွေလဲတော်ယွန်တန်ယွန်သူ့အထဲကိုမဝင်နိုင်ဘူးဘာကြောက်လဲသူ့အတွက်အာအင်ဖြစ်တယ်ဖွားစကကလေးကသူ့နှုတ်ကိုအလွန်လိုချင်တဲ့စိတ်နဲ့စို့လာတဲ့ကလေးတယောက်ဟာနော်သူဟာကြီးလာတဲ့အထိ ူဟာသူเนาะကြီးပြင်းမှုကเนาะထွားချိုင်းတယ်ကြီးထွားမှုရှိတယ်เนาะကျောတမီကြီးရဲ့လက်ကိုတော့ကင်ကြည့်ရင်เนาะနဲတော့မဟုတ်ဘာကြောက်လဲဆိုတော့ပြန်စဉ်းစားကြည့်တော့ဖွာစကရေကသူဆုလာတဲ့သူ့ရဲ့မိခင်တို့ ਨੇ เนาะသူကြီးထွားလာတဲ့သူတယောက်ဟာเนาะကြီးတဲ့အထိသူဟာအာအင်းအပြစ်နဲ့ရှိတယ်ဆိုတာကိုတွေ့ရတယ်เนาะနောက်တစ်ခုဒီနှုတ်ပတ်တော်တို့ဟာကျွန်တော်တို့ကိုအဲ့ဒီအခန်းငယ်နှစ်ထဲမှာပဲပြောလဲဆိုတော့ ကယ်တင်ခြင်းတို့တိုင်ကြီးထွားလာစေတယ်တဲ့ကယ်တင်ခြင်းတို့တိုင်ဒါဆိုကယ်တင်ခြင်းလို့ပြောရင်ကယ်တင်ခြင်းနှမျိုးရှိတယ်အစပြုတဲ့ကယ်တင်ခြင်းနောက်ကျွန်တော်တို့ဧဝံဂေလိသတင်းစကားကြားတဲ့အခါမှာခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့အခါမှာကယ်တင်ခြင်းရအဲ့ဒီကယ်တင်ခြင်းကကျွန်တော်တို့ကိုဝမ်းမြောက်စေတယ်အဲ့ဒါကအစအစပြုတဲ့ကယ်တင်ခြင်းလို့ခေါ်တယ်ဒုတိယကယ်တင်ခြင်းရှိတယ်အဲ့ဒါကပြဝသောကယ်တင်ခြင်းလို့ဒီမှာဖော်ပြထားတယ် ဆိုပြေဝါသောကဲ့သင်ချင်းလို့ဆိုလိုချင်းကစိတ်ကဲ့သင်ချင်းလည်းဖြစ်တယ်အခြေအနေမျိုးစုံထဲကနေကျွန်တော်တို့ကိုကဲ့တယ်နော်ကျွန်တော်တို့ရဲ့တက်ကြာထဲမှာကျွန်တော်တို့လောကမှာနေတဲ့အတွက်ကျွန်တော်တို့မှာယဉ်တူရှိတယ်နော်အဲ့ဒီအဲ့ဒီပေတရုဩဝါဒစာထဲမှာပြောလဲသင်တို့ရဲ့ယံဖက်ဖြစ်တဲ့စာတန်ကနော်သူကဘာလုပ်လဲဆိုတော့ဟောက်တော့ချင်းတိတ်ကဲ့သို့အဘယ်သူကိုဝါမြူရမလဲဆိုတာလိုက်ပြီးတော့ချောင်းမြောင်းနေတယ်ယံတူရှိတယ် နော်အဲ့တော့အဲ့ဒီယန်သူက ကျွန်တော်တို့ကိုဘာလုပ်လဲနော်ကျွန်တော်တို့ကိုအမြဲတမ်းတိုက်ခိုက်နေနော်အဲ့တော့ယနေ့ပြေဝရကေတချင်းကျွန်တော်တို့ရဲ့အသက်ကြာထဲမှာလို့နော်ကျွန်တော်တို့ရဲ့အသက်ကြာထဲမှာဒီဖျားကဲတင်နေတဲ့ကဲတင်ချင်းရှိပါတယ်အခြေအနေမျိုးစုံတဲ့ကနေကျွန်တော်တို့ကိုကဲတယ်ပြေဝရကဲတင်ချင်းတွေမှာပါပါလဲရုပ်ပိုင်းဆိုင်ရာခန္ဓာကဲတင်ချင်းလည်းပါစိတ်ပိုင်းဆိုင်ရာကဲတင်ချင်းလည်းပါဥပမာစိတ်ကြယောဂခံစားရတဲ့သူတယောက်ဆိုရင်သူက ိတ်မကြအောင်နော်စိတ်ကြယောဂခံစားရင်ခံစားရင်လည်းအော်ငါဒီလောကကနေထွက်ခွာသွားရင်ပဲနော်ငြိမ်းသွားမယ်လို့ထင်နေတာဒါပေမဲ့လောကကနေထွက်ခွာသွားရင်လည်းမငြိမ်းပါဘူးလူဘဝကနော်တရားစီရင်ခြင်းရှိသေးတယ်ဆိုတာကိုလူတွေကမသိဘူးနော်ဒါကြောင့်ဒီမြေကြီးပေါ်မှာအသက်ရှင်နေစဉ်ကလေးကသားတော်ယေရှုခရစ်တော်ရဲ့ရွေးနှုတ်ကယ်တင်ခြင်းဂျေဇူးကိုကျွန်တော်တို့ပြေးပြေးဝဝခံစားရဖို့ရန်တွေ့လို့ရတယ်အဲ့တော့ ပြေဝဆုံလင်တော့ကဲတင်ချင်းလို့ပြောရင်တဲ့နောက်ပါနောက်တစ်ခုကပါလဲဆိုတော့ဘုံတော်ထင်ရှားဖို့အတွက်ရင့်ကျက်ချင်းတို့တိုင်ကြီးထွားလာခြင်းကိုဆိုလိုပါတယ်ပြေဝဆုံလင်တဲ့ကဲတင်ချင်းကိုရတဲ့သူဟာဘုံတော်အတွက်သူဟာအသက်ရှင်နော်ပြီးရင်သူဟာကြီးထွားရင့်ကျက်တဲ့အသက်တာရှိကြီးထွားရင့်ကျက်တဲ့အသက်တာရှိရယ်ဆိုတာကသူတွားတဲ့နေရာမှာသူအားဖြင့်ပြဿနာတိတ်ပြီးတော့မရှိလို့မရင့်ကျက်တဲ့လူခလေးအယမ်းဆန်တဲ့လူဆိုရင် နော်တခန့်တဲ့နေရင်လည်းသူ့ရဲ့အခန်းဖော်နဲ့မတည့်ဘူးနော်ကြောင်းသွားရင်လည်းခန်းဖော်ကသူ့နဲ့မတည့်ဘူးဆရာဆရာမတွေနဲ့သူ့နဲ့မတည့်ဘူးအဆောင်မှာနေလဲဆင်မပြေဘူးမိသားစုထဲမှာနေရင်လည်းမိဘတွေနဲ့မတည့်ဘူးညီကိုမောင်နှမတွေနဲ့မတည့်ဘူးအဲ့ဒါကြီးထွားရင်ကျက်ချင်းမရှိတဲ့သူရဲ့လက္ခဏာဖြစ်တယ်အတင်းတော်ထဲမှာနေရင်လည်းဘူးနဲ့မှမတည့်ဘူးဒါကြောင့်ညီကုံညီမတို့ယနေ့ပြေဝဆုံနေတဲ့ကဲတင်ချင်းကိုရဖို့ဒီနှုတ်ကပတ်တော်နှုတ်ကို ကျွန်တော်တို့ရဲ့အသက်ကြာထဲမှာဖွာဆသောသူငယ်ကဲ့သို့အလွန်လိုချင်တဲ့စိတ်ချမ်းသာရှိဖို့ရန်အတွက်ဖြစ်တယ်။ပေတရုဩဝါဒစာအခန်းကြီးတစ်ပေအခန်းကြီးနဲ့အခန်းငယ်၃မှာပေတရုကဗာဆက်ပြောလဲဆိုတော့သခင်ဖျားဒီကောင်းမြတ်တော်မူကြောင်းကိုတင်တို့မြည်စမ်းကြလော့ဆိုတော့ဒီနေရာမှာသခင်ဖျားကိုမြည်စမ်းဖို့ဆက်ပြီးတော့ပြောထားတယ်။မြည်စမ်းလို့ရတယ်။ကျွန်တော်တို့ဟင်းချဲ့ရင်ကျွန်တော်တို့မြည်တယ်။ဘာအတွက်လဲ။အရသာအတွက်ငံလာပေါ့လာအရသာရှိပြီလားဆိုပြီးကျွန်တော်တို့မြည်စမ်းတယ်။ အဲ့တော့တခင်ဖရားကိုမြည်းစမ်းတဲ့သူရဲ့အသက်ကြာကဘာဖြစ်လာလဲဆိုတော့နှစ်လူဖွဲ့ကောင်းလာတယ်เนาะဒီကျမ်းပိုက်မှာရှိတဲ့တခင်ဖရားဟာကောင်းမြတ်တော်မူကြောင်းကို ကောင်းမြတ်တယ်ဆိုတဲ့စကားလုံးဟာတဲ့ဂရိလိုနှစ်လူဖွဲ့ကောင်းတယ်ကျင်နာချင်းရှိတယ်ဆိုတဲ့เนาะအကြောင်းအရာကိုပြောခြင်းဖြစ်ပါတယ်ဒါကြောင့်တခင်ဖရားကိုကျွန်တော်တို့ရဲ့အသက်ကြာထဲမှာနေရစင်တိုင်းမြည်းစမ်းလို့ရတယ်ဘယ်လိုမြည်းစမ်းမလဲတခင်ယေရှုခင်ရှိဖျားကိုတော့ကိုလိုအပ်ပါတယ် ကျွန်တော်ကြောင်းတွားရတော့မယ်ကျွန်တော်ဒီအမှုအရာလှုပ်ဆောင်ရတော့မယ်သခင်ယေရှုဖရာကိုတော့ကိုလိုအပ်ပါသခင်ယေရှုဖရာကိုကျွန်တော်ခေါ်ရင်းနဲ့ဒီသခင်ကိုမြည်ဆန်းဖို့အတွက်ဖြစ်ပါအာမင်နောက်ထပ်တစ်ပေခန်းချင်းနဲ့အခန်းငယ်၄ရောက်လာတဲ့အခါမှာပေတရုကဒီနှုတ်ကပတ်တော်နှုတ်ကနေပြီးတော့အသက်ရှင်တဲ့ကြောက်အဖြစ်တို့ခုံကြော်သွားတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့သခင်ဖရာဟာကြွေးမွေးဖို့အတွက်သူဟာနှုတ်ကပတ်တော် ဖြစ်ရှိအောင်မကအောင်တိဆောက်ဖို့အတွက် living stone ဆိုတဲ့အသက်ကြောက်မြတ်เนาะအသက်ကြောက်ဖြစ်အသက်ရှင်သောကြောက်ဖြစ်ရှိလာတယ်ဆိုတာကိုတွေ့ရအဲ့တော့ကျွန်တော်တို့ဟာသခင်ဖရားကိုနှုတ်အဖြစ်တောက်သုံးဖို့လိုသလိုအသက်ကြောက်မြတ်ဖြစ်တိဆောက်ဖို့လည်းလိုတယ်เนาะအဲ့တော့เนาะဒီကနေ့နှုတ်ဟာကျွန်တော်တို့ကိုကြွေးမွေးတယ်ကြောက်ကကျွန်တော်တို့ကိုမလုပ်လဲတိဆောက်ပေးတယ်ကြွေးမွေးခြင်းနဲ့တိဆောက်ခြင်းတုံတွဲနေတယ်အဲ့တော့ နော်ယနေ့မနေ့ပိုင်းမှာကျွန်တော်တို့ဟာဖခင်နဲ့အချင်းယူတာရှိမယ်မနေ့ပိုင်းမှာဆူတောင်းခြင်းအစီအစဉ်ရှိမယ်မနေ့ပိုင်းမှာကျွန်တော်တို့ကျမ်းစာဖတ်ခြင်းရှိမယ်ဒီအရာဟာနှုတ်အဖြစ်သခင်ဖခင်ကိုကျွန်တော်တို့နော်တောက်သုံးခြင်းပဲဖြစ်ပါတယ်တနေ့တာလုံးကျွန်တော်တို့ဟာအဲနှုတ်ကပတ်တော်ကိုဆင်ခြင်းနဲ့အလုတ်ထဲရောက်သွားတဲ့ဒါဟာကျွန်တော်တို့ကိုကြောက်ဖြစ်လာစေတယ်ကျွန်တော်တို့စားသုံးထားခဲ့တဲ့နှုတ်ကပတ်တော်ကျွန်တော်ဖခင်နဲ့အချင်းယူထားတဲ့ခွန်အားတွေဟာအဲ့ဒီနေရာမှာကျွန်တော်တို့ပြန်ပြီးတော့အတုံးချရတယ်။တခါတလေကျွန်တော်တို့က နော်ကျွန်တော်တို့ရဲ့အသက်ကြာထဲမှာသခင်ဖျားကိုနှုတ်ဖြစ်တောက်တုံးတဲ့အခါမှာကြမ်းပိုက်တွေကျွန်တော်တို့မမိချင်မှမမိမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်ကြာထဲမှာတောက်တုံးထားတဲ့အတွက်တကယ်ပြဿနာနဲ့ရင်ဆိုင်တဲ့အခါမှာနော်ဒီအရာကကျွန်တော်တို့ကိုကြောက်ဖြစ်လာစေတယ်နော်ရင့်ကျက်လာစေတာဖြစ်တယ်အဲ့တော့ပုံတရံပြောင်းလဲလာစေတာဖြစ်တယ်နော်ဒီနေ့တလုံးပုံတရံပြောင်းလဲခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာနော်အဲ့ဒီအရာကိုဖြတ်တန်းရတယ်ပြီးရင်ကျွန်တော်တို့ညက်နေပိုင်းမှာနော်ကျွန်တော်တို့ home set အစီအစဉ်တွေတွားတာကောင်းတွားပဲ နော်အတင်းတော်ဝုတ်ပြုတ်စီဝေးတွေစီမှာကျွန်တော်တို့လာကောင်းလာမယ်အဲ့ဒီအရာတွေဟာအားလုံးဟာတိဆောက်ခြင်းဖြစ်သွားတယ်ဆိုတာကိုနားလည်ဖို့တွေ့ဖြစ်တယ်အဲ့တော့နော်မနေ့ခင်းမှာတခင်ဖျားကိုနှုတ်အဖြစ်ကျွန်တော်တို့တွေ့ကြုံခံစားရတယ်စားတောင်းပွေလျော်တယ်ခွန်အားယူတယ်နေ့လေညနေရောက်တဲ့အခါမှာနော်ကျွန်တော်တို့ဟာကြောက်အဖြစ်ကနေတိဆောက်ခြင်းကိုဖြစ်လာစီနော်ဒါဟာယနေ့ကျွန်တော်တို့ကိုဝိညာဉ်တော်ဖျားရဲ့ပုံတံပြောင်းလဲပေးခြင်းနဲ့ဆိုင်တဲ့ဂျေဇူးတော်ပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့ရဲ့အသက်ကြာထဲမှာတခင်ဖျားဟာ living stone ဆိုတဲ့အသက်ရှင်တဲ့ကြောက်မြတ်များဖြစ်တယ်လို့ယနေ့ကျွန်တော်တို့ဟာလည်းအသက်ရှင်တဲ့ကြောက်များများအဖြစ်ယနေ့တည်ဆောက်ခြင်းခံဖို့အတွက်ဖြစ်တယ်။เนาะကျွန်တော်တို့ကเนาะတခင်ယေရှုကိုယုံကြည်လက်ခံတဲ့အခါမှာကြောက်ဖြစ်လာ။မွေးလာတော့ငါတော့မြေကြီးပဲ။မြေကြီးအနေနဲ့ပဲမွေးလာ။ဒါပေမဲ့ကဲတင်ချင်းရသွားတဲ့နေ့တခင်ယေရှုကိုယုံကြည်လက်ခံတဲ့နေ့ကကျွန်တော်တို့အတွက်အသက်ကြောက်မြတ်ဖြစ်လာ။အသက်ရှင်တော့ကြောက်မြတ်ဖြစ်လာ။အဲ့ဒီကြောက်ဟာဘာလို့ဖို့လဲ။ ဖရားရဲ့အိမ်တော်ကိုတိဆောက်ဖို့ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာတစ်ပေအခန်းကြီးနဲ့အခန်းငယ်9ရောက်လာတဲ့အခါမှာ၃မျိုးဖော်ပြထားတယ်။နံပါတ်၁မျိုးကဝိညာဉ်ဆိုင်ရာဓမ္မရစ်ကိုပူဇော်။နံပါတ်၂ကတန်ရှင်တော်ရစ်ပရောဟိတ်အရာနဲ့နံပါတ်၃ကဝိညာဉ်ဆိုင်ရာအိမ်ကိုတိဆောက်တယ်။နောက်ဆုံးမှာအိမ်ကိုတိဆောက်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာအဲ့ဒီအိမ်ဟာဖရားရဲ့အိမ်တော်ဖြစ်ပါလေ။အဲ့ဒီအိမ်ဟာတေမဝဲသွားနေရမယ့်အိမ်မဟုတ်ပါဘူး။ ယခုကတည်းကဒီလောကမှာအသက်ရှင်စင်ကတည်းကဖယားကကျွန်တော်တို့ကိုအိမ်တိဆောက်ထားပြီးတဲ့အိမ်ဆိုတဲ့အသင်းတော်ကိုထားထားပြီးတဲ့နော်တမီလေးမာတန်ထူဝါကအင်္ဂလိပ်လုံးလိုချင်တယ်ဆိုတဲ့အခါမှာအရင်အတိတ်ပဲရှိဩတမီပဲအိမ်တလုံးလိုချင်တာမဟုတ်ဘူးကောင်းငင်ဘုံဖဖယားသခင်လဲဒီမြေကြီးပေါ်မှာအိမ်တလုံးလိုချင်နေတာအဲ့ဒီအိမ်ဟာအသင်းတော်အသက်သာဆိုတဲ့ဖယားကိုယ်တိုင်ကိန်းဝတ်ရာနေရာဖယားလိုချင် အဲ့တော့အဲ့ဒီအိမ်ကိုဘာနဲ့ဆောက်လဲဆိုတော့ဒီကနေ့အသက်ရှင်တဲ့ကြောင်းမြတ်နဲ့ဆောက်တယ်အဲ့တော့အသင်းတော်နဲ့ဘုရားကျောင်းတည်ဖို့လိုတယ်ဘုရားကျောင်းကအိုးဘုရားကျောင်းရဲ့အင်္ဂါရဆိုရင်ခေါလောင်းစင်ရှိရမှာပေါ့ဘုရားရဲ့အင်္ဂါရဆိုရင်တော့ဒီလိုချွတ်ချွတ်တက်တက်တွေရှိရမှာပေါ့เนาะအဲ့ဒါဘုရားကျောင်းဖြစ်တယ်ဒါပေမဲ့အသင်းတော်ဆိုတာကြတော့အသက်ကြောင်းမြတ်ဆိုတဲ့ဘုရားရဲ့ကိုလက်ခံယုံကြည်ထားတဲ့ယုံကြည်သူတွေအသက်ကြောင်းမြတ်အဖြစ် နော်တိဆောက်ထားရတယ်ဆိုတာကိုနားလည်ဖို့လိုတယ်အဲ့တော့ဒီမှာကြည့်တဲ့အခါမှာနံပါတ်၁ကကျွန်တော်တို့ရဲ့အသက်သာဝိညာဉ်ဝိညာဉ်ဆိုင်ရာဓမ္မရစ်ဆိုတာဗာလဲနော်ဝိညာဉ်ဆိုင်ရာဆိုတဲ့စကားလုံးကတဲ့နော်ဖခါရဲ့အသက်နဲ့အသက်ရှင်ခြင်းကြီးထွားခြင်းကိုဆိုလိုတာဖြစ်ပါတယ်တဲ့အဲ့တော့ဓမ္မရစ်လို့ပြောရင်ဓမ္မဟောင်းတုံးကရစ်ဓမ္မရစ်၅မျိုးရှိတယ်เนาะဥပမာဝုပြရာကြံခန်းကြီးတက်မှာမိရှိရာရစ်ရှိတယ်ဝုပြရာကြံခန်းကြီးနှစ်မှာ အာဘောဇင်ပူဇော်တက္ကရစ်ဆိုတဲ့မုတ်နဲ့ပူဇော်ရတဲ့ရစ်ရှိတယ်။နော်နံပါတ်3ကြတော့သူကဘာရစ်လဲဆိုတော့နော်တူတူဖြင့်နော်မိထာယနော်တင့်တင့်ရာအာပူဇော်တက္ကရစ်လို့ခေါ်နော်နံပါတ်4ကြတော့ဘာရစ်လဲဆိုတော့အာသူကအပြစ်ဖြေရာရစ်လို့ခေါ်နံပါတ်5ကြတော့ဒူးဆိုင်အပြစ်ဖြေရာရစ်လွန်ကျူးရာနော်နော်လွန်ကျူးရာပူဇော်တက္ကရစ်လို့ခေါ်အဲ့တော့ဒီရစ်5မျိုးကို ဓမ္မဟောင်းမှာဖော်ပြထားတယ်အဲ့ဒီရစ်ငါးမျိုးလုံးဟာဓမ္မတိခိမှာဘာဖြစ်လာလဲဆိုတော့ခရစ်တော်ဖြစ်ဒါကြောင့်မလို့အခုခရစ်တော်ကိုကျွန်တော်တို့ဓမ္မရစ်အဖြစ်ပူဇော်လာတဲ့အခါမှာကျွန်တော်တို့ဟာဟိုးဓမ္မဟောင်းကလှုပ်ဆောင်ရတဲ့ရစ်လိုမျိုးလှုပ်ဆောင်စရာမလိုတော့ဘဲနဲ့ခရစ်တော်ရဲ့လှုပ်ဆောင်ပေးခြင်းဂျေဇုထဲမှာပဲကျွန်တော်တို့ဟာပူဇော်လိုက်ဖို့ပဲဖြစ်တယ်ဆိုတာကိုနားလည်ရတယ်เนาะနောက်တစ်ခုကျတော့ ယနေ့အဲ့ဒီဓမ္မတင့်ရောက်လာတဲ့အခါကျတော့ကျွန်တော်တို့ဟာအဲ့ဒီရစ်ကိုဘယ်လိုလက်တွေ့ပူဇော်လဲဆိုတော့နော်တပားအမျိုးသားဖြစ်တဲ့အပြစ်သားတွေစီကိုအင်းဝင်ကလေးဝေငါရင်နဲ့နော်ကဲတင်ချင်းရလာတဲ့သူတွေကိုခရစ်တော်ရဲ့အင်္ဂါဝင်အဖြစ်နော်ပူဇော်ခြင်းကိုဆိုလို့အထူးသဖြင့်အသင်းတော်တက်ကြအချင်းမှာခေါ်ဆောင်လာခြင်းကဒါဟာဓမ္မရစ်ပူဇော်နေခြင်းဖြစ်တယ်အဲ့ဒီအရာကဓမ္မတက်ရဓမ္မရစ်ဖြစ်တယ် အဲ့ဒီယောမအခန်းကြီး56မှာတမန်တော်ပေါလုကဘာပြောလဲဆိုတော့ဖျားသခင်ဤဧဝံဂေလိတရားအမှုကိုဆောင်တော်ယစ်ပရောဟိတ်အဖြစ်တဲ့တပားအမျိုးသားတို့တွင်ယေရှုခရစ်ဤအမှုဆောင်ဖြစ်တဲ့ကျွန်ုပ်ဟာတဲ့เนาะသူကိုသူသူပြောထားတယ်ဧဝံဂေလိဟောထားတဲ့သူတွေကိုတန်ရှင်တော်ဝိညာဉ်တော်ထဲမှာတန်ဆင်စေဖို့တန်ရှင်စင်ကြယ်စေခြင်းနဲ့နှစ်သက်လက်ခံပွဲပူဇော်တက္ကာအဖြစ်ပူဇော်ဖို့ရန်အတွက် ဓမ္မအမှုတော်ဆောင်တယောက်ယေရှုခရစ်ရဲ့အမှုဆောင်တယောက်ဖြစ်သူရှိနေရခြင်းဖြစ်တယ်ဆိုပြီးပေါ်လူကသူ့ကိုသူမိတ်ဆက်ထားဒါဟာစစ်မှန်တော့ဓမ္မတရဲ့ဓမ္မရစ်ကိုပူဇော်ခြင်းပဲဖြစ်ပါယနေ့ကျွန်တော်တို့ဟာအေဝံဂေလိဝေငှတဲ့တပါးမျိုးသားတွေစီမှာအေဝံဂေလိတည်င်းစကားကိုဝေမြတဲ့သူတို့ယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်တို့ဟာသူတို့ရဲ့အတ္တကြာကိုပူဇော်တဲ့အတ္တကြာဖြစ်ဖို့အတင်းတော်အတ္တကြာဝိညာဉ်ဆိုင်ရာအိမ်ထဲမှာဘုရားရှင်ရဲ့အိမ်တော်ထဲမှာ ဘုရားသခင်ရဲ့မိသားစုဝင်တွေထဲမှာလာရောက်ပြီးတော့အသက်ရှင်စေခြင်းဘုရားအသက်နဲ့အသက်ရှင်နေစေခြင်းဟာဒါဝိညာဉ်ဆိုင်ရာအိမ်ကိုဒီဆောင်နေခြင်းဖြစ်တယ်ဆိုတာကိုနားလည်ရတယ်။နောက်နောက်ထပ်တစ်ခုကြတော့နောက်ထပ်အာဓမ္မတိမရှိတဲ့ဓမ္မရစ်ကိုပူဇော်ခြင်းနောက်တစ်ခုကြတော့မိမိရဲ့ကိုယ်ခန္ဓာကိုလာရောက်ဆက်တပ်ပူဇော်တယ်တဲ့။ဥပမာကျွန်တော်တို့ကအာစိတ်ကတော့ဘုရားကျောင်းကိုအများအားရောက်ပါတယ်။နော်လူကိုယ်တိုင်တော့မရောက်လာနိုင်ဘူး။ဒါဟာ ဓမ္မရစ်ပူဇော်ခြင်းမဟုတ်ဓမ္မရစ်ပူဇော်ခြင်းနောက်တစ်ခုကပါလဲလူကိုယ်တိုင်မိမိရဲ့ကိုယ်ခန္ဓာကိုယ်တော်တိုင်ကိုအတက်ရှင်သောရစ်အဖြစ်လာပူဇော်ခြင်းဆိုတာကကိုယ်ကိုယ်တိုင်ဟာလာပြီးတော့ပူဇော်တာဖြစ်တယ်။တော့ကျွန်တော်ရန်ကုန်မှာနေတော့ကတတိယတော့နော်ကျွန်တော်တို့အပစင်တင်းငွေနေဖျားချောင်းတက်တက်ရတဲ့အခါမှာသူကလေရန်ကုန်ဆိုတော့အရန်ပူတယ်နော်ချွေးလက်ပြန်တယ်အဲ့ဒါနဲ့နော်ယထာရီစီလိုင်းကားတွေတိုးစီးပြီးတော့အဝေးသွားတာဖြစ်တယ် အဲ့အဲ့အဲ့ခေတော့လည်းကားလည်းမူးတတ်တယ်နော်ကားမူးခံပြီးတော့အဲ့ဒါနော်ကိုယ့်ရဲ့ကိုယ့်ရဲ့အတ္တကြောင့်ကိုတွားပြီးတော့ပူဇော်ဆက်ကတာဗောနော်အဲ့တော့နော်ရောက်သွားတဲ့အခါကျတော့လည်းနော်တချို့ဖျားကြောင်ကြတော့အဲကွန်းနေနဲ့အိုးဆောင်းစစ်စမ်းနေအရင်ကောင်းပြီးတော့နော်ဟိုတက်လိုက်တာနဲ့သူကပျော့တယ်လေနော်တချို့နေရာကြတော့တော့ရက်တောင်ခပြီးတော့ချွေးကြားထဲမှာသွားခံယူရတယ်။ဒါပေမဲ့ဘယ်အရာကကျွန်တော်တို့ကိုပို့ပြီးတော့ အသက်ဖြစ်တော့သွားစီလဲဆိုတော့နှုတ်ကပတ်တော်ကအသက်ဖြစ်သွားစီအဲ့ဒါနဲ့ကျွန်တော်တို့ကရန်ကုန်ကကိုကခဏတဖြုတ်ဝဲရောက်มาဖြစ်တဲ့အတွက်လေကိုကဖျားချောင်းတကြောင်းပြီးတကြောင်းလိုက်တဲ့ရင်နဲ့เนาะဘယ်ဖျားချောင်းကကျွန်တော်တို့အတွက်နှုတ်ကပတ်တော်တိဆောက်ခြင်းဖြစ်လဲဆိုတာကိုရွေးချယ်ရင်နဲ့နောက်ဆုံးသွားတဲ့ဖျားချောင်းကအရင်ကြက်ပြီးတော့လေဟိုချွေးလဲဒီလိုဟိုရက်တောင်ကြီးကိုခါပြီးတော့ချွေးကြားထဲမှာเนาะအဲ့လိုမျိုးခံယူရတဲ့အခြေအနေပေါ့เนาะအဲ့ဒါကိုပြန်တတိယအဲ့တော့ဓမ္မရဲ့ဓမ္မတဲ့ရဲ့ဓမ္မရဲ့ကိုပူဇော်ခြင်းဆိုတာကလည်း ိုယ့်ရဲ့ကိုယ်ခန္ဓာမိမိရဲ့ကိုယ်ခန္ဓာကိုလာပြီးတော့နော်ဆက်သက်ခြင်းဖြစ်တယ်တဲ့နောက်တစ်ခုကျတော့ကျွန်တော်တို့ဟာနော်အစည်းအဝေးထဲမှာကျွန်တော်တို့ဟာလာပြီးတော့ချီးမွမ်းနေခြင်းချီးမွမ်းကိုယ်ကိုယ်တယ်နော်ဒီအရာကကျွန်တော်တို့ရဲ့နှုတ်နှခမ်းတီးတီးဆိုတဲ့ချီးမွမ်းခြင်းရစ်ကိုလာပြီးတော့ပူဇော်နော်နောက်တစ်ခုဖျားအတွက်ကျွန်တော်တို့ဆက်ကတ်တယ်လှုပ်ဆောင်ပေးတယ်အာခဏနေကြရင်အစီအစဉ်ပြီးရင်ခုံတွေပြင်ဆင်မလားအစားအစာတွေပြင်ဆင်မလား လှုပ်ဆောင်တဲ့အမှုအရာခတ်သိမ်းဟာဘာပဲလဲဆိုတော့စစ်မှန်တော့ဓမ္မရစ်ကိုပူဇော်ခြင်းပဲဖြစ်တယ်ဆိုတာကိုနော်နားလည်ဖို့အလုံးကဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တကြာထဲမှာဒီဝိညာဉ်ဆိုင်ရာဓမ္မရစ်ကိုပူဇော်တဲ့အတ္တကြာနဲ့နော်အထူးသဖြင့်နောက်ထပ်တစ်ခုကဒီတက်ရှင်တော်ရစ်ပရောဟိတ်ဆိုတာကဖရားရဲ့အိမ်တော်မှာအစီခံရတဲ့အတ္တကြာဖြစ်တယ်နောက်တစ်ခုကဝိညာဉ်ဆိုင်ရာအိမ်တော်ဖရာရဲ့အိမ်တော်ဆိုတာဟုတ်ကနကဖရာကိန်းဝတ်တဲ့နေရာအတွက်ဖရာရဲ့ ိမ်အဖြစ်တိဆောက်တဲ့နေရာဖြစ်တယ်။ဒါကြောင့်ဖခင်ရဲ့အိမ်တော်လို့ပြောရင်တူးချင်းဆိုင်ရာမဟုတ်တူးချင်းဆိုင်ရာနီလန်းထဲမှာအသက်ရှင်တဲ့ဝိညာဉ်ဆိုင်ရာတက်တာမဟုတ်ကိုကဝိညာဉ်ရေးရအရန်ရှိတဲ့တူးချင်းဝိညာဉ်ရေးရရှိခြင်းကိုဖခင်ကအလိုမရှိဘူးစုပေါင်းချင်းဆိုင်ရာမှာအတူတကွလာရောက်စားသုံးအတူတကွလာရောက်မှုလျော်စုပေါင်းချင်းဆိုင်ရာမှာကျွန်တော်တို့လာရောက်ပြီးတော့တိဆောက်နေခြင်းကတော့ဒါဟာဖခင်ကိုကျေနပ်နှစ်သက်စေတဲ့နော်ဖခင်ကို နော်ဖရာရဲ့ရည်ရွယ်ချက်ကိုပြီးပြည့်စုံစေတဲ့နော်စစ်မှန်တဲ့ဝိညာဉ်ဆိုင်ရာအိမ်တော်ကိုနော်တိဆောက်ခြင်းဖြစ်တယ်ဒါကြောင့်ဒီမှာရောက်လာတဲ့သူအားလုံးဟာအသက်ကြောင့်မြတ်လေးတွေဖြစ်ပါလေ living stone တွေဖြစ်သွားတယ်မြေကြီးတုံးမဟုတ်တော့အပြစ်သားမဟုတ်တော့ယေရှုကိုလက်ခံတဲ့အခါမှာဖရာသားဖြစ်ပြီးတော့အသက်ရှင်တဲ့ကြောက်လေးတွေ living stone တွေဖြစ်သွားတယ်ဒါကြောင့်ဒီဒီအကြောက်အဖြစ်အသက်ရှင်တဲ့ကြောက်မြတ်အဖြစ် တမန်တော်ပေတရုပြောပြောတဲ့ဓမ္မတိုက်ဆိုတဲ့ဝိညာဉ်ဆိုင်ရာအိမ်တော်ကိုကျွန်တော်တို့အတူတကွာလာရောက်တိဆောက်ဖို့အတွက်ဖြစ်တဲ့ဒါကြောင့်နှုတ်အနေနဲ့သခင်ယေရှုခရစ်တော်ကိုစာသုံးပြင်းနဲ့ကိုဟာကျမ်းမာကြီးထွားရင့်ကျက်လာပြီးတော့နော်ဒီဖရာရဲ့အိမ်တော်ထဲမှာအသက်ကြောက်မြတ်အဖြစ်ဆက်ပြီးတော့တိဆောက်ခံဖို့အတွက်နှုတ်နော်တောက်တုံးရတဲ့နှုတ်ကနေပြီးတော့တိဆောက်ရတဲ့ကြောက်အဖြစ်နော်ဒီ နှုတ်ကပတ်တော်ခေါင်းစဉ်အောက်မှာအနေငယ်ဝင်ကစီစဉ်ချင်တာဖြစ်ပါတယ်အာမင်ယေရှုမြိုင်းတင်ပါတယ်